ဆိုင်းဆရာနေစုတော်ရဲ့ရှင်းနေမာလင်းမီဆန်ရှာနဲ့တေရွာပြန်တို့ဤကျွေးရှင်ပွဲဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်းငါထိုနေ့ကကျွန်တော်ဒီရှားယုံကန်းစီတို့မြောက်တော့ပါ။ဖလင်ကန်းမှာချိန်ကြာသွား၍ဖြစ်ခီးသွားရန်အတွက်မူဆရာငယ်လေးမှအကူအညီသဖြင့်ယထာလက်မှတ်အစဉ်ပြေသွားသည်။ယထာလက်မှတ်အစဉ်ပြေကြောင်းနှင့်မနက်ဖြန်တွင်ဆုံရန် ဖုံးဖြင့်ရှားထံဆက်သွယ်ပြီးချိန်လိုက်ရှားအပြန်တယောက်တည်းသတိထားနော်ကုကွားစိုက်ပူတယ်လားပူရပါတော့ရှားရဲ့ပူရတာပေါ့ဒီနေ့ရှားရုံးကပြန်နောက်ကြမှာမဟုတ်လားရှားသတိထားပါတယ်ရှားကဥပဒေရဲ့ဘက်တော်သားလေလူစိုးသူစိုးတွေကရှားကိုမမုန်းဘူးလို့မပြောနိုင်ဘူးဟွန်းလူကောင်းသူကောင်းနေချင်းတော်ပါပြီကုကူရဲ့မင်းနာမနေနဲ့နော်ဒီနေ့ကိုကိုရှာကိုလိုက်မပို့ရတာစိတ်ထဲနဲ့နဲ့ထင့်နေသလိုပဲ စိတ်ချပါကိုကိုရဲ့ရှာတယောက်တည်းပြန်တာဟုတ်ပါဘူးဖော့ပါပါတယ်ဘာလို့လဲတန်ပုတ်ဒီကာရာတော်ကြီးလေရှာနဲ့ကျွန်တော်ဖုံးပြောပြီးလမ်းခွဲကြသည်ဟုဆိုရမည် ကျွန်တော်ဖလင်ကန်းကပြန်တော့ဖောင်းချပြိုးနေပြီရှာသည်လည်းထိုချိန်လောက်မှပြန်ပြစ်သည်ခီးသွားမိဖြစ်သည့်အတွက်ရှာသည်လည်းစီစဉ်စရာများကိုစီစဉ်ခဲ့ရသည်လေကျွန်တော်စိတ်ထဲထင်နေခဲ့သည့်အတိုင်းရှာကြုံခဲ့ရသည်တို့ကိုနောက်နေ့ရှာနှင့်ပြန်ဆုံးမှကျွန်တော်သိခဲ့ရ၏အမန်တော်ရှာကအငါကားဖြင့်အိမ်ပြန်ခြင်းဖြစ်သည် ကန်ဆိုးကျင်တော့ငါးကားကရက်ွက်ထဲဝင်มาပြတ်သွား၏ကားဆရာကမျိုးမျိုးစူးစမ်းပြီးပြင်ဒီမရကဲကျမဒီကနေပဲဆင်းပြီးရှောက်သွားတော့မယ်ရက်ွက်ထဲရောက်နေပြီးအိမ်နေလဲတိတ်မွေးတော့ပြီးမို့ရှားကကားသမားအားကားကပေးချေကကားပေါ်မှာဆင်းလာခဲ့သည်ညမောင်သူကချင်းချင်းဝင်ရောက်နေပြီးလမ်းမိတိုင်းဝါချင်းချင်းအောက်မှာဖြတ်ကကက်တရာလမ်းကလေးတိုင်းရှားကအေးအေးဆေးဆေးရှောက်ပြန်လာခဲ့သည်ဝုန်းနေချန်နေတီးတီးတန်တန်နေကြသည့်လူခုံတန်ရက်ွက်ဖြစ်သောကြောင့် ညမိုးချုပ်ချိန်မှာလမ်းကလူရှင်းနေသည်အိမ်တိုင်းလိုလိုမိမိတို့၏ခြံဝေးတကားများကိုပိတ်ခါတိုက်အိမ်ထဲ၌ပင်အနားယူနေကြသည့်အချိန်ရှားနေသောအိမ်ယာကဤရက်ခွက်ရေစွန်ပိုင်းဖြစ်သည်လမ်းကလေးဆောင်လျင် မြေခွက်လက်တစ်ခုရှိထိုမြေခွက်လက်ကိုကျော်လွန်လျင်ရှားတို့၏အိမ်ယာတိုက်ခမ်းများကတ်တရာလမ်းကလေးဆောင်လျင် မြေနီလမ်းကလေးကိုရောက်သည်ကွက်လက်ကိုဖျက်ရမည်လမ်းမိတိုင်းလင်းရောင်ကရှိတော်ရှိလမ်းတစ်ဖက်တစ်ချက်၌စောစောကလိုအိမ်များတိုက်များမရှိတော့ထိုချိန်၌ပင် လမ်းမီတိုင်းအောင်နိုင်ရက်နေသောလူတယောက်ကိုရှာသတိပြုမိလိုက်သည်ဓာတ်တိုင်ကိုကြောမီကရက်နေသောထိုသူမြည်သူနီးလူโซလာလူခေါင်းလာရန်သူလာမိတ်ဆွေလာရှာကထိုသူကိုအာယုံဆိုင်ရင်တတိကိုစုစည်းထားလိုက်သည်အာယုံချုံများကနှွေးထွေးသွားသည်ဓာတ်တိုင်အောင်ကလူသည်အရက်မောင်းကောင်း၏ကောင်းအင်းကြီးအမန်းနှင့်ဘောင်းမီရှိမဲကိုဝစ်စင်ထားသည်ရှာအုတ်ထုတ်တလုံးကိုဆောင်းထားပြီးအုတ်ထုတ်ကြောင့်ဓာမီတိုင်းရဲ့လင်းရောင်ကမျက်နာပေါ်သို့မကျမျက်နာနေသားကိုတိတိကျကျမမြင်ရ အသားမဲမဲဟုသာခံမှန်း၍ရသည်ထိုသူကလက်ပိုက်ပြီးဓာတ်တိုင်ကိုကြောမိခြေထောက်တစ်ဖက်ကိုကိုေးကဓာတ်တိုင်ကိုခြေပွားဖြင့်ထောက်ထရာကရှားစီတို့မျက်နာမှုမထားတော့လဲမျက်လုံးတောင်စုံဖြင့်ကြည်နေသည်ဟုရှားမှန်းဆမိသည်ရှားသူ့နားရောက်တွင်ပို၍တရိထားလိုက်တယောက်တယောက်ချင်းမရှာမကြောက်ပါသို့တော်သူကယောက်ျားသားကိုကမိန်းမအားချင်းမတူပြီးတော့သူ့မှာလက်နဲ့တစ်ခုခုပါနိုင်သည်တတိကလုံးဝလွတ်၍မရ ရှားမျောလင့်ထားသလိုပင်ရှားဓာမိတိုင်အောင်မရောက်မီထိုသူကဓာတ်တိုင်ကိုကြောမီရက်နေရာမှာပြုံးငနေအနေထားပြင်လိုက်သည်မမတ်တောင်းတောင်းရက်လိုက်လက်ပိုက်ချင်းကိုဖြုတ်လိုက်သည်ညာဘက်လက်ကကိုယ်အင်ကြီးတဲသူနှာလိုက်သည်ကိုရှားသတိပြုတ်မိလိုက်သည်ရှားကလွယ်လာတော့သည့်အိတ်ကလေးကို ပခုံးမှဖြုတ်၍လက်တွင် တင်းတင်းဆုပ်ကန်လိုက်သည်အနေရပြုတ်လာရင်အကာအကွယ်ယူဖို့အသင့်ပြင်ထားလိုက်ခြင်းဖြစ်သည်တကောင်သားကရက်နေရာမှာရှားလျှောက်လာရလမ်းအင်းရှိတွင် ပိတ်ဆို့ရက်လိုက်သည် ရလိုက်သေးနေတပြိုင်တည်းမှာပင်ကုတ်အင်းချီထဲမှလက်အပြင်သို့ထွက်လာသည်ညာလက်လက်ခနဲမိအောင်ပြင်မြင်လျက်သည်ကတံမြောင်တလက်တေပြီးတော့ဟိမ့်ထွက်လာသောအတန်နှင့်အတူညာလက်ကမြောက်တက်သွားကတံမြောင်ကိုရှားယွန်ဝစီသို့စိုက်ချလိုက်သည်ဘယ်ရမလဲအန်နီကိုချိုပြီးအနံ့ရကလေးကပြင်ဆင်ထားသည့်ရှားပေပဲဘဲချီကိုရှေ့အနေငယ်ထုတ်ညာချီကိုနောက်တလန်စုပ်ကလက်တဲကာကင်ထားသောစလင်ဘက်ဖြင့်ထိုသူ၏ဓားကင်လက်ကို လက်ကဝတ်နေရာမှစီး၍ခံလိုက်သည် ဓာကလေးတဲအတွင်ပင်မြောက်လျက်နောက်တလန်ဆုတ်ထားသောရှားဤညာချေကရှေ့ကိုအရှိန်ပြင်းပြင်းဖြင့်ဆန့်ထွက်လာကဓာသမားဤဝမ်းပိုင်နှင့်စီးကုံစီသို့ခက်ပြင်းပြင်းဝင်သွားသည် Kingary Kick ပုတ်ခနဲ့အတန်းနဲ့ဒူအင်ခနဲ့အတန်းကပါတက်ဆက်တဲ့ထွက်ပေါ်လာ၏ဓာသမားမျက်နှာရှုပ်ပြန်သွားပြီးနာကျင်မှုဖြင့်ခန္ဓာကိုယ်ကကွင်းညွကရှေ့သို့ငှိုက်ကြလာသည်ဘရမကံကြက်ပြီးမြေပြင်သို့နေသားတကျပြန်ကြပြီးဖြစ်သောရှားက ဒုတိယတိုက်ချက်ကိုဆက်တိုက်ဆင်လိုက်သည်ဒါသမားဤဓာကင်ညာလက်ကိုဘဲလက်ဖြင့်ဖမ်းဆုပ်ခါညာဘက်ဘေးသို့တွန်းထုတ်လိုက်ပြီးညာလက်ကဒါသမားဤပခုံးကိုဆွဲယူကာဘဲတူးဖြင့်ဒါသမားဤညာဘက်နံယိုးများစီသို့ပင့်တိုက်လိုက်သည်ဟိဇာဂါရီဒုတိုက်ချက်ဒုတ်ခနဲအတန်နှင့်အတူအုတ်ခနဲဒါသမားမြည်သွားပြန်၏ဒါသမားလက်မှဒါလွတ်ကျသွားသလိုဒါသမားကိုယ်တိုင်လည်းမြေပြင်ပေါ်သို့ဟတ်ထိုးလဲကျသွားသည် ရှားက နေရာတွင်ပြန်ရက်ခါထက်မှန်တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်သို့သောဒါသမသည်ရှားကိုရန်မူနိုင်ခြင်းမရှိကြောင်းကောင်းကောင်းသဘောပေါက်သွားပုံရ၏လဲကြရာမှာရှားထံသို့ပြန်ပင်လှမ်းမကြည့်တော့ပဲကုန်းယုံထကမြေဒီလန်တိုင်းထွက်ပြေးသွားလေတော့သည်ဆက်လိုက်ရန် ကြံလိုက်မိသေးတော့လဲရှားပြန်ရက်လိုက်၏တော့ပါစီတော့မြေဒီလန်ပေါ်မှာတော့ပိုင်ရှင်မဲ့ဓာတ်တက်ရှားကတရုတ်အောက်မှခြေပြားဖြင့်ကော်ကဓာတ်ကိုလမ်းပေးသို့ပြစ်လိုက်သည် ရှာစကားအဆုံးတွင်အဲ့လူကဘောင်းပီရှေနဲ့ကိုရင်းကြီးမဲကြီးနဲ့အုတ်ထုံနဲ့ဟုတ်လားကျွန်တော်ကမေးလိုက်သည်ဟုတ်တယ်ဟိုလူများလားဘယ်သူလဲကိုသားကြီးကိုတတ်သွားတဲ့လူမဖြစ်နိုင်ပါဘူးအမဖြစ်နိုင်ဘူးမပြောနိုင်ဘူးလေရှာကကိုသားကြီးတိမ်ဆုံးရမှုကိုဖိုက်နေတာမဟုတ်လားပြီးတော့အဲ့ဒီလူကအရက်မောင်းလဲကောင်းကိုရင်းကြီးမဲကြီးနဲ့လဲဆိုတော့အုတ်ထုံမတူဘူးလေကိုကိုနောက်တစ်ခုကလည်းဒီလိုခုတ်တယ်ဘောင်းပီတွေကသူသူကိုကိုဝိတက်ကြတာပဲလေ ဒါပြင်သူကရှားကိုဘာလို့အန်နေပြူတာလဲ음အဲ့ဒါတော့စဉ်းစားမရသေးဘူးကိုကိုတော့ဟိုလူလို့ထင်တာပဲရှားကတွေ့နေသည်ဘာမှတော့ပြန်မပြောရှားသူ့မျက်နှာကိုတိတိချာချာမမတ်မိလိုက်ဘူးလားအုတ်ထုတ်ကမောင်ရိပ်ကြနေတာရဲ့သူတင်ကိုတင်အသက်လူပြီးချနေတာရဲ့ကြောင့်သူ့မျက်နှာကိုတိတိချာချာတော့မမတ်မိလိုက်ဘူးဒါပေမဲ့ပြန်တွေ့ရင်တော့မမတ်မိမလားပဲကဲထားကိုကိုတို့ဘူတော်ရှင်းမပြင်းအောင် ဟဲ့မောင်သောနဲ့သမီးထမင်းစားကြတော့လေစားပြီးမှဘူဒါရှင်းရမှာနောက်ကြနေဦးမယ်ဒေါ်လေးထမင်းခူးထားပေးပြီဒေါ်လေးကျင်ကျင်ကရှားနေကျွန်တော်စကားပြောနေရဧကန်သူထွက်လာပြီးပြောလေသည်ဟုတ်ကဲ့လာမယ်ဒေါ်လေးရှားနေကျွန်တော်ထိုင်ရမထားလိုက်ကြသည်ကျွန်တော်ခေါင်းထဲမှာကရှားကိုအန်ဒီရဲ့ပြုတ်ခဲ့သူအကြောင်းပြမသွားထို့သူဒီမိသူနီထို့သူဒီကိုတိုင်းရင်ကိုတတ်ခဲ့သူပဲပဲလားသို့မဟုတ်ရှားကိုအဖေကြောင့်ရန်ပြုတ်လာပါသည်နီရှားရင်မိခင်မှာရှားဆိုရင်တကယ်သူမဖြစ်ပါ ျွန်တော်တို့ရောက်သွားတော့ကအင်ရှိအေဂန်တွင်ထိုင်လျက်ကျန်အိမ်သားများနှင့်စကားဝိုင်းဖွင့်နေသည်ကိုတွေ့ရသည်ထို့ကကြောင့်မှရှာလဲစိတ်မောပြေသွားသည်ဟုဆိုရမည်ကျွန်တော်တို့ရှာအိမ်ရောက်တော့အချိန်မှာည၈နာရီခွဲခန့်ရှိနေပြီညကြီးမူချုပ်ရောက်လာတော့ရှာနေကျွန်တော်ကိုတွေ့သည်နှင့်သူတို့တွေကပင်တန်းအံ့တော့ဖြစ်နေကြသည်ဟမ်တမိတံမောင်တော်တို့ပါလားဘလို့ဖြစ်လာကြလဲအကြောင်းမကြဘာမကြပြုံးစားကြည်ရှာမေမေကပင်ထိုင်ရမထလာကတမိဖြစ်သူကိုလက်ဆွဲရင်းပြောင်းမေမေသည် ရှာကသူ့မိခင်ကိုစိတ်စိတ်ဆက်ဆက်ကြည့်ပြီးမမေဘာမှဖြစ်ဘူးနော်မမေနေကောင်းတယ်နော်ဟုပြန်မေးသည်မမေနေကောင်းပါရဲ့သမီးရဲ့ရှာမမေကပြန်ပြေးလာတိုင်းမင်းတို့ရထားနဲ့လာကြတာထင်တယ်ဟုကျွန်တော်ကိုဦးတီကလမ်းခေါ်သည်ကျွန်တော်တို့စတီများနိုင်ဝင်ထိုင်လိုက်ကြ၏ရှာ၏ဒေါ်ကြီးဖြစ်သူကသမီးတို့ပြန်သွားကြတာတော့မကြသေးဘူးခုတစ်ခါကကိစ္စရှိလို့လားဟုနေသည်ရှာကသူမမေဘေးတွင်ကတ်ထိုင်လျက်တခြားကိစ္စရှိပါဘူးတနင်္ညကသမီးအိမ်မက်မက်တာ ိမ်မဲထဲမှာမိကမူးလဲသွားတယ်လေမနေ့ကလည်းတနေ့လုံးဝမိကိုပဲတတိယနေတာအဲ့ဒါစိတ်ပူတာနဲ့ကိုကိုပြောပြီးဒီနေ့ရထားနဲ့လိုက်လာတာရှားမေမေကရှားဖေဖေကိုလှမ်းချီရှားဖေဖေကသမီသမီးအဲ့လိုပဲအိမ်မက်မက်တာလားဟူထန်ပေသည်အံ့အားတသင်အမေဟုတ်တယ်ဖေဖေဟွန်းဒါဆိုရင်တော့စမ်းကြယ်တာပဲဟုတ်တယ်သမီးတနေ့ညကသမီးမေမေခုလိုချိန်ပေါ်မူးလဲတယ်ဖျားရှိကိုပတိစိတ်ပြီးထလိုက်မှာမိုက်ခနဲမူးပြီးလဲတာ ဖေဖေရူလက်စိတ်ပူပြီးချက်ချင်းစည်းကမ်းမှုကြတယ်ဘာမှဖြစ်ပါဘူးသွေးပေါင်နေနဲ့တက်နေတာကြောင့်ဇာဝင်ကဆေးထိုးပြီးတောက်ဆေးပေးလိုက်တာမနေ့ကတော့နေ့ပြန်ကောင်းသွားပြီဒါဆိုမမေမူးလဲတာအမှန်ပဲပေါ့ဟုတ်တယ်သမီးမူးလဲတာကလည်းတနေ့ညကဆိုတော့သမီးအိတ်မက်မက်တဲ့ညပဲသမီးကအိတ်နေကလောက်ပင်မန်းလာတာနဲ့ထမင်းစားပြီးအိတ်ရစောကြီးဝင်တာအိတ်ပြောသွားသွားချင်းမက်လိုလန့်နိုးပြီးဒေါ်လီကိုပြောတော့ဒေါ်လီကဘာမှမဟုတ်ပါဘူးသမီးထမင်းစားပြီးပြီးချင်းအိတ်တာမို့အစာမကြေဖြစ်ပြီးမက်တာဖြစ်မှာပါလို့ပြောပြီး ပြန်ချော့သိမ့်တယ်။မမေမူးလဲတာနဲ့သမီးအိမ်မက်မက်တာအချိန်နဲ့သိမ့်မကွာဘူး။စိတ်ချင်းဆက်သွဲလို့နေမှာပေါ့ကွယ်။ဘာမှပူမနေနဲ့တော့အခုသမီးမြင်တဲ့အတိုင်းပဲမမေကနေကောင်းပါတယ်။မမေကူကူကိုခယူးဆိုင်မှာပေါ့မမေအစားတွေဘာတွေမရှာလို့များလာမှမသိတာရှားဖေဖေက ဟုတ်မယ်သမီးရဲ့အဲ့ဒီနေ့ကဒန်ပေါက်စားတယ်ရှားမမေကရှားဖေဖေကိုမျက်စောင်းထိုး၏မဟုတ်လေတွားကြုတ်ကိုအစားတောင်းချက်နဲ့လို့ပြောချင်တာလားမဟုတ်ရပါဘူးဗျာအဖြစ်ကိုပြောပြတာပါ ။တမီးတို့ညနေစာမစားရသေးဘူးနဲ့တူတယ်ဒေါ်ကြီးထမင်းဘွက်ပြင်လိုက်မယ်။ရှားတော်ကြီးကထမင်းချောင်းပြောမှသတိရပြီးထိုင်ရမှပြောပြောဆိုဆိုထသွား၏။ရေချိုးကျင်ချိုးလိုက်ကြပါအောင်လားလမ်းသွားအောင်ရှားပေပေဤဂယူဆိုင်မှု။ဟုတ်တယ်ပေပေတမီးရေချိုးကျင်တယ်ရေချိုးပြီးမှထမင်းစားတော့မယ်။ဒီတခါတော့နတန်းကနွားလဲပြင်လိုက်ဖို့ဤတောင်းချီကိုသွားကျင်သည်ဆရာတော်ကိုသွားကြော့ကျင်သည်ဟုရှားပြောသောအခါမြင်းနဲ့တော့မသွားနိုင်ဟုသောအတန်တွေပြိုင်သူထွက်ပေါ်လာပြီး ။နတန်ကနွားလဲပြင်လိုက်ပို့ရန်ဆုံးဖြတ်ချက်ချသွားခြင်းဖြစ်သည်။မနက်စောစောစာစားပြီးကျွန်တော်တို့ထွက်လာခြင်းဖြင့်လက်ကွင်းတွေကိုဖြတ်တော့ကလေးတဲ့ဝင်ပြီးမှတောင်ချေသို့ရောက်လာကြသည်။အင်ဗင်ကြီးများပေါက်နေရာကုန်းမြင့်ကိုနွားလဲပြင်ဖြတ်ခြင်း။အရင်တခါကကျွန်တော်တို့မြင်းနဲ့သွားတာက ဖြတ်လန့်လေ။ဟိုးတော်တန်းတွေကဖြတ်တာ။ဟောဟူကတောင်ဆောင်ကအကိုလီမြင်းပေါ်ကလိမ့်ကြတဲ့နေရာပေါ်ဟူနတန်ကလက်ညှိုးညုံရေပြောသည်တကယ်ကိုမသိကောင်းဝပြကောင်းပဲနတန်နင်းတော့လေငါလုံးဝမကျေနပ်ဘူး ရှားကအညိုညင်မပါကျင်းမဤနတန်ကနွားမောင်းရင်းရည်သည်မမလေးရလဲဗျာကျွန်တော်ကကိုလေးကိုဒုက္ခရအောင်ရည်ရွယ်ယူလုပ်တာမှမဟုတ်တာအလုံးမရည်ရွယ်ပဲဖြစ်သွားတာပါအတွေ့အကြုံကတော့တကယ့်ကိုထူးထူးခြားခြားအတွေ့အကြုံပဲကျွန်တော်ကတောင်ပေါ်ရှိထုံးစီဒီဖွေးဖွေးကိုလှမ်းမြော်ရေးစိတ်ပြင်ဖူးရင်ပြောလိုက်သည်ကိုလေးအဲ့ဒါဝိတုမြေသေးဘူးလားရေးပြသေးဘူးကွာရေးပြင်ကျွန်တော်တို့စီပို့လိုက်ဗျာနော်ကျွန်တော်ဖတ်ချင်တယ်ကို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 ဝိတုရေးရင်နဲ့တဲ့အောင်လူစိုးလုပ်ပြီးရေးသည်လား ရှာပြောကြအောင်ဗျာလူစိုးတော့မလုပ်ပါနဲ့ဗျာတတန်ကရည်ရင်တားမြစ်ဟန်ပြန်ပြောသည်ဆရာတော်ရှိရာအကြောင်းရှိသူကျွန်တော်တို့လှည့်ရလိုက်ခြင်းတွင်ကျောင်းဝိမာလူသူရိတ်ခနဲနောက်ဖက်သို့ပြေးသွားသည်ကိုတွေ့လိုက်ရသည်ယောက်ျားတူဖြစ်မည်ဆိုယုံမှလွဲ၍တည်တည်ချာချာမမြင်လိုက်ကြရကျွန်တော်တို့လဲပေါ်မှာစင်းကဆရာတော်အကြောင်းပေါ်သို့တက်လာခဲ့ကြ၏ဆရာတော်သည်ဖျားကန်းရှိတွင်တစုံတရာကိုရေးနေသည်ကိုတွေ့ရလေသည်ကျွန်တော်တို့ကျောင်းပေါ်တက်လာသည်ကိုတွေ့၍ဆရာတော်ကစာရေးခြင်းကိုရက်လိုက်ကမော်ကြည့် အလာကြွက်ရလာကြ။ဟိုတကားကတကားလေးတို့ထင်တယ်။မှန်ပါဗျာ။ကျွန်တော်တို့ကဘုရားကိုဥစွာရှိကိုကြော်ပြီးနောက်ဆရာတော်ကိုဝိပြုကြသည်။တကားလေးတို့ရန်ကုန်ကလာကြတာလား။မှန်ပါဗျာ။မိဘတွေစီလာရင်းနဲ့ဖုံဖုံကိုလာကြော်တာပါဗျာ။ကျွန်တော်ကရှောက်တင်ရင်ယူဆောင်လာတော့တင်ကန်းနဲ့စားတော့ဖွေရများကိုဆရာတော်အားဆက်ကလိုက်သည်။ဆရာတော်ကစုတွေပေး။တကားလေးတို့ပြန်သွားပြီးမကြခင် မောင်ထွန်းဆပြန်ရောက်လာလို့ဖုန်းကြီးကမောင်ထွန်းဆကိုတောင်တကားလေးတို့အဖြစ်ပြက်တွေပြောပြမိသေးတယ် သူလည်းအဲ့ဒီအကြောင်းကြတော့တော့ကိုအံ့ဩသွားတယ်။ဒကာလေးကိုတောင်တွေ့ချင်းလိုက်တာလို့ပြောတယ်။ကိုတွန်းစာအခုရောရှိလားဗျာ။မရှိသေးကွ။စောစောကဖျားပန်းတွေလည်းနေသေးတာပဲ။ဖျားပန်းလည်းပြီးလို့ဇေဒီလေးပဲသွားသလားမသိဘူး။စောစောကကျွန်တော်တို့လဲပြင်ရောက်လာစဉ်ကအเจ้าနောက်ဖက်သူဝင်ပြေးသွားသူမှာကိုတွန်းစာပြီလား။ကိုတွန်းစာဆိုရင်အဲ့ဘက်ကြောင့်ပြေးဝင်သွားရတယ်နိ။နေရော။ဖုန်ကြီးဒကာထွန်းစာကို ခေါ်ခန့်လိုက်မယ်။မောင်တိုးရဲ့။ ဆရာတော်ကကျောင်းနောက်သို့အတန်ပြုတ်လိုက်တော့လဲဘာမှတုံ့ပြန်တယ်မကြရရခင်တစ်ခေါက်လာစဉ်ကဆရာတော်နဲ့ကိုထွန်းစာသာရှိလေရယခုဆရာတော်ခေါ်လိုက်တော့မောင်တိုးသည်လူသည့်ဖြစ်လိမ့်မည်ထင်သည်ကျွန်တော်တို့မြင်လိုက်သူလည်းဖြစ်နိုင်၏အင်းမောင်တိုးဘယ်တော့နေလဲမသိဘူးအနေပါစေဗျာတပည့်တော်တို့ဖျားပူရင်အဲ့ဒီဘက်ပဲသွားလိုက်ပါမယ်ဗျာအေးအေးဒါဆိုလည်းကောင်းပြီခွဆရာတော်ကိုဦးချဝေးပြုတ်ပြီးကျွန်တော်တို့ကျောင်းပေါ်မှာပြန်ဆင်းလာခဲ့သည်လာကိုလေးနဲ့မောင်မလေးဒီဘက်ကသွားမယ် ကျွန်တော်နဲ့ရှားသည့်နတန်လန်းပြခေါ်ဆောင်ရာသို့တစ်ပင်ကြီးတစ်ပင်ခင်များကြားမှလူသွားလန်းလေးတိုင်းလိုက်ပါလာခဲ့ကြသည်ဇေဒီငယ်လေးမှာအเจ้าနှင့်အတန်ငယ်လန်း၏တောင်စုံကလေးတစ်ခုပေါ်တွင်တည်ထားသည်ညံတော်၉00လောက်မြသာရှိမည်ဇေဒီငယ်လေးဖြစ်သည်ဇာတော်ကနှစ်စဉ်ထုံးတင်ငန်းကတ်လူထားသည်ဖြစ်သောကြောင့်ဇေဒီငယ်လေးမှာတက်ပယ်လာ၏ရင်းမြင်တော်မှာခက်ချင်းချင်းကျွန်တော်တို့ဘုရားရှိခိုးကြစဉ်ဇေဒီငယ်လေး၏ထီတော်မှာဆဲလက်တံများကជីနုပွဲရာရင်တွင်းသို့တိုးဝင်လာသည်ဘုရားကိုအာယုံပြုជីညိုကြပြီးနောက် ထိုင်ရမထကြတော့ကဟိုးဘက်မှာကြောက်ကဘာတစ်ခုနဲ့လိုင်ကူရှိတယ်။ကြောက်ကဘာရဲ့ဟိုးဘက်မှာစမ်းကြောင်းလေးရှိတယ်ဟုနေတန်ကပြောပြ යි ။ကိုထွန်းစာလည်းမတွေ့ပါလား။ကျွန်တော်ကဟိုကြည့်ဒီကြည့်ကြည့်ရင်ပြောလိုက်တော့လိုင်ကူထဲမှာများရှိမလားမသိဘူးဟုရှားကထင်မြင်ချက်ပေးသည်။ကျွန်တော်တို့လိုင်ကူရှိရသူလာခဲ့ကြ၏။လိုင်ကူမှာတောင်နိုင်ရမကြောက်သားများကြောက်တုံးများဖြင့်တဘာဝတိုင်းရှိနေသောလိုင်ကူဖြစ်၏။ဝင်ပေါက်မှာကြီးကြီးမားမားမဟုတ်လား။လူတရသာသာအမြင့်မြသာရှိသည်အပေါ်မှာကြောက်ခဲ့ကြောက်ဆွဲများတွဲတွဲပဲကြာနေသည်မှာ လှပလွန်လာသည်အထက်ဝင်ကြည့်ကြမလားနတန်းကမေးခေါင်းသားပဲရှားဖင်နေသူကျွန်တော်တို့လိုင်ကူတွင်းတို့ဝင်ခဲ့ကြသည်အပြင်မှအလင်းရောင်ဝင်လာတော့ကြောင့်လိုင်ကူတွင်းမှာပေါင်နေခြင်းတော်မရှိ အပြင်မှာပူရှင်ရှိနေတော့လဲဂူတွင်းမှာကအိနေဤဆိုးဆွနေဤဂူနယံတွေကကြောက်ပြားတွေကတ်ထားသလိုပြောင်ချောနေဤအဝင်နှမ်းမှာလည်းဖြစ်ဖြစ်သည်လမ်းလျှောက်ရသည်မှာလည်းအနောက်ရှက်ကင်းနေသလိုအနှံ့သက်ကလည်းမရှိဂူကအတွင်းမိုင်းတို့ရှည်လျားသွားခြင်းမရှိလိုင်ကူတူလေးသာဖြစ်သည် ဂူဆုံ၌နန်ရန်ကိုကြောပြုလျက်ကြောက်တုံးကြီးပေါ်တွင်စင်းနူတော်တစုကိုတွေ့ရ၏ကြောက်စင်းတူဖြစ်သည်လွန်စွာတက်ပေ၏စင်းနူတော်ရှိတွင်ပန်းအိုများတောက်တော်ရေခွက်များနှင့်အတူစီမီထွန်းလျက်တွေ့ရသည်ဖျောင်းတိုင်များဤမိကိုကြည့်၍မကြာမီကမှထုံးညိပူဇော်သွားကြောင်းခံမှန်ရသည်စင်းနူတော်ရှိကျမ်းမြင်၌အဝတ်တစ်ခုခင်းထားသည်ကိုတွေ့ရသည်ဖြစ်ရာအိနီယာ၌တစုံတူသည်တရားထိုင်ခြင်းပရိစိတ်ခြင်းများပြုပုံရ၏ရှာတော်ဘေးပဲလားကိုထွန်းစာပဲလား တခြားတစုံတယောက်လားမူမသိကျွန်တော်တို့လည်းဂူကျန်းပြင်နိုင်ထိုင်ကဖျားဖူးကြဤဖျားဖူးပြီးမှဒီထဲမှာကိုတွန်းစာလည်းမရှိပါလားဟုနတန်းကပြောသည်ဒါဆိုအပြင်မှာပြန်ရှာကြည့်တာပေါ့ကျွန်တော်ကအကြံပြုလိုက်ဤကျွန်တော်တို့လိုင်းကူတွင်မှပြန်ထွက်လာကြတော့အခါမှာဇီရင်ငယ်လေးဘက်မှကုလာတော့ဒုတိယကို တွေ့လိုက်ရသည်ယောဂီဝိဇုံနှင့်ဖြစ်တော်ကြောင့်ကိုထွန်းစာဖြစ်မည်ဟုခံမှန်းမိသည်ကျွန်တော်တို့အနားရောက်သည်နှင့်ဒီကဧည့်သည်တွေကရန်ကုန်ကထင်တယ်ကျွန်တော်ကထွန်းစာပါ ဆရာတော်ကမောင်တို့ကိုပြောခိုင်းလိုက်လို့ခင်ဗျားတို့ကိုကျွန်တော်လိုက်ရှာတာဟုပြောသည်ပြောဟန်ဆိုဟန်မှာပြော့ပြောင်းသည်အရန်မောင်ကောင်း၍မျက်နာကကြမ်းတမ်းတော်လဲရုပ်ရည်သွင်းမှာရခင်ကကိုထွန်းဆိုင်မိုက်မဲ့သောဇာတိလက္ခဏာများသည်တရားဓမ္မ၏အောက်တွင်ညင်သာနုညံ့သွားခြင်းဖြစ်ပေလိမ့်မည်ဟုတ်ပါတယ်ကျွန်တော်ကနေတော်ပါသူကမေးစံရှာပါသူကတော့ဒီရွာကနှစ်တန်းပါကျွန်တော်ကမိတ်ဆက်လိုက်ရှားကမူကိုထွန်းဆာကိုကဲခန့်နေပုံရ၏ဘာမှဝင်မပြော ဝမ်းသာပါတယ်ဗျာဟိုတစ်ခေါက်ကကျွန်တော်ရွာပြန်သွားလို့ပါကျွန်တော်မနေ့ကမှပြန်ရောက်တယ်อืมဆရာတော်ကပြောပြလို့ကိုနေတော့ရဲ့တီရွာပြန်ဖြစ်ပြက်တွေကိုသိရပါတယ်ကျွန်တော်ဖြစ်နေမချပါဘူးကျွန်တော်ကလည်းအဲ့ဒါကြောင့်ကိုထွန်းစာကိုတွေ့ချင်နေတာပါကိုထွန်းစာအကြောင်းတော့ဆရာတော်ကပြောပြပါတယ်အရင်ကဆိုးရမိုက်ခဲ့တာတွေရှိတာပေါ့ဗျာဒါပေမဲ့တီရွာပြန်ပြီးနောက်မှကြောက်စိမ့်နေဖရာတရားဖက်ဖို့ဖြစ်လာတာပါပဲဒါကြောင့်ဒီကိုရောက်လာတယ်ပဲဆိုတော့ကိုထွန်းစာအရင်ကဘယ်မှာနေခဲ့လဲ မိမကျွန်းမော်ဘက်ကပါထိုပြင်မှာတိတ်ပြီးလိုလိုလားလားမပါပဲဝိကျေတန်းချေပြောလိုက်ခြင်းဖြစ်သည်ဟုကျွန်တော်ယူဆမိသည်ရှားနေတဲ့တန်ကမူဘေးမှာပွဲကြည့်ပြိတဲ့ပါမှာခွေလိုပြကျွန်တော်ဆဲလိတောက်ခြင်းလို့ကိုတွန်းစားကစကားကိုလှီလွဲလိုပုံရှိ၏ကျွန်တော်တို့ကိုခွင့်တောင်းပြီးသူ၏အင်ကြီးအိတ်ထဲမှာဆဲလိကိုနှာယူသည်ဆဲလိရောမိချစ်ပါပါလာ၏ဆဲလိကိုမိညိဆိုင်ပွားလာပြီးတန်ရောစင်တွေသာဖြတ်ခဲ့တာဆဲလိကမပြတ်သေးဘူးပြဟုရည်ရွယ်ပြောသည် ကျွန်တော်ဟာကိုတွန်းစာတောင့်နေသောစိတ်ပေါ်လေးကိုအကြည့်ရောက်သွားသည်ကျွန်တော်အာရုံများနှိုးချသွား၏မျက်လုံးနေပြူးကျဲသွားမလားမပြောတဲ့နှခမ်းမှာအာမေတဲ့လွတ်ထွက်မသွားအောင်မနှဲထိန်လိုက်ရသည်စေဘောလေးဒေါ်မြောင်မှွေစေဘောလေးပါတကားကိုသားရင်အခန်းရှင်မှာတွေ့ကြရသောစေဘောလေးတို့ကလေးနဲ့တူညီသောဒေါ်မြောင်မှွေစေဘောလေးပါတကားကျွန်တော်ကရှားကိုဖြတ်ကနေလှမ်းကြည့်လိုက်သည်ကျွန်တော်ထက်စူးစမ်းတတ်သောထွင်းဖောင်မြင်တတ်သောအကဲခက်ကျွမ်းသောရှားဤမျက်လုံးများကလည်းကိုထွန်းစာဤစေဘောလေးထံမှာ နတန်ကတော့ဘာမှမသိရှာကကျွန်တော်ဓာတ်မျက်လုံးရွေ့လာ၏ကျွန်တော်ကခေါင်းငိမ်ပြလိုက်သည်ကျွန်တော်လဲဆေးဘောလေးကိုတတိပြုတ်မိသည်ဟူသောသဘောအခုကိုနေတော်တို့ကရန်ကုန်ကလာကြတာလားဟုတ်ပါတယ်ဆရာတော်ကိုလာကြတော့တာခင်ဗျားရောကျွန်တော်တို့တရားအားမထုတ်သေးဘူးလားကျွန်တော်ကပြုံးလိုက်သည်ကိုတွန်းစာရေဘယ်လိုပြောမလဲအဲကိုတွန်းစာလိုတန်ရောစင်တွေကိုမဖြတ်နိုင်သေးဘူးလို့ပြောရမယ်ထင်ပါရဲ့ဒီမှာကအရင်အေးချင်းနဲ့အပူရီနဲ့ဝေးတာကိုဆရာတော်ကလည်းတရားပြပေးမယ် ခင်ဗျလာမယ်ဆိုရင်တော့အမြဲကြိုးနေပါတယ်ကျွန်တော်ကြိုးစားပါမယ်ကိုထွန်းစားကစိတ်လေးကို အတော်ကြိုက်သူဖြစ်ပုံရ၏စကားပြောရင်း၌ပင်စိတ်လေးကတဖွာဖွာထိုစဉ်ရှာကဒုမရီတည်းရဲ့အိတ်ကလေးထဲမှတစုံတရာကိုဆွဲထုတ်သည်ဓာတ်ပုံကလေးတစ်ပုံဖြစ်၏ကိုထွန်းစားကမြင့်မကျုံမဘက်ကဆိုတော့ကျုံလုံးခြိုက်တုံးတကူလာအကူကြီးတောင်းကြည့်ခြင်းနဲ့ရှာဤပထမဆုံးသောစကားဘာများလဲပြောပါ ဒီလူကိုများကိုထွန်းစာတည်တလားရှားကတပ်ပုံကို ကိုထွန်းစာအားလှမ်းပေးလိုက်သည်ကိုသားရင်ဤတပ်ပုံဖြစ်ကိုသားရင်တေဆုံးနေပုံကိုရဲကမှတ်တမ်းတင်ရိုက်ကူထားသောပုံဖြစ်သည်ရဲစကန်းမှရှားတောင်းလာခဲ့ပုံရသည်တပ်ပုံကိုမြင်သောအခါကိုထွန်းစာတုံ့လှုပ်သွား၏မျက်နှာပြက်သွားသည် မျက်လုံးများပြူးကျဲသွားကမျက်နှာမှသွေးရောင်များဆုပ်သွားသည်သို့သောကိုထွန်းစာသည်ရွရင်းဖြူဖြော့သွားသောမျက်နှာကို ချက်ချင်းအိမ်လေးပြန်ဆဲလိုက်သည်။ရှားကိုဓာတ်ပုံပြန်ပေး၏။ဓာတ်ပုံပြန်ပေးသောကိုထွန်းစား၏လက်များမတိမတာတုန်နေသည်။မမတိဘူးဗျ။နတန်ကကျွန်တော်တို့ရှိမှနေ၍ရှားတော့ကြောင်ဘက်သို့ဥဆောင်ထွက်သွားသည်။ရှားတော့ကိုကြတော့ပြီးပြန်လာရလမ်းတွင်နတန်က လက်ကိုခတ်သွက်သွက်မောင်းနေရင်မှကျောင်းမှာနောက်ထပ်လူတစ်ယောက်ရောက်နေတယ်ဟုပြောလိုက်သည်။မင်းတွေးလိုက်လို့လား။ကျွန်တော်ကမေးသည် ကျွန်တော်တို့အကြောင်းအရောက်တွင်တွေ့လည်ရသောသူကိုနှစ်တန်ဆိုလိုခြင်းဖြစ်ပေမည်။စောစောကဆရာတော်ကိုဝင်းကြော်တော့ကចောင်းနောက်ဖက်မှာကျွန်တော်တွေ့လိုက်တာ။လူဘုံကဘယ်လိုလဲ။ရှားကဝင်းမေးသည်။အသားမဲမဲအယုတ်ဆိုးဆိုးပါပဲ။ရှားကကျွန်တော်ဘက်သူလဲကကိုကိုဘာတွေးမိလဲ။ဟုမေးသည်။ဆရာတော်ပြောစကားရဆိုရင်တော့ကိုထွန်းစားကမကြခင်ကမှပြန်ရောက်တယ်။အိမ်မဲတော်မြမွေးစေးပေါ်လိမ့်။လူကညာတဲ့အရက်မောင်ကငါးပေရှယ်လက်မလောက်ရှိတယ်။ ရှားကဓာတ်ပုံထုတ်ပြတော့ဓာတ်ပုံကိုလည်းမြင်ရောပြက်တာတော်တော်ပြက်သွားတယ်။ဓာတ်ပုံကိုပြန်ပေးတဲ့လက်တွေလည်းတုံနေတယ်။အဲ့ဓာတွေကတွေးစရာတွေပဲ။မှန်တယ်ကူကူ။ရှားတို့နဲ့တွေ့တော့လှလိုက်လဲလဲရှိတဲ့ကိုထွန်းစာကဓာတ်ပုံကိုလည်းတွေ့ပြီးရောချက်ချင်းပဲရှောင်ထွက်သွားတယ်။သူဟာကိုတာရင်နဲ့ဆက်ဆက်မှုရှိနေမှာတော့အမှန်ပဲကူကူ။ရှားဘလို့ဆက်လုံးမလဲ။อืมခွင်းစံလေးနဲ့နဲ့ရှောင်မယ်ကူကူ။စမ်းနာသိမ့်စော်လို့တော့မရဘူး။ ကျွန်တော်ကောင်းထဲမှာအတွေ့အကြုံပလုံစီနေ၏ကိုထွန်းစသည်ပင်ကိုသာရင်ကိုတတ်ခဲလေသလားဖုန်ကြီးချောင်းသို့နောက်ထပ်ရောက်နေသူသည်မြည်သူနီးရန်ကုန်သို့ပြန်ရောက်သောအခါကျွန်တော်နှင့်ရှားသည်ရဲအုပ်တီဟာနှင့်တွား၍တွေ့ဆုံသည်ရဲအုပ်တီဟာကကျွန်တော်တို့ကို တွေ့တွေ့ချင်းလာပြို့ကျွန်တော်ရဲ့ဒေါ်မီဆန်ရှားနဲ့တွေ့ချင်းနေတာလိုက်လဲစွာစီကျုံနှုတ်ခွန်းစိတ်ဘာများထူးခြားလို့လဲကိုတီဟာကျွန်တော်တို့ဥဒီဝါကိုပြန်လွတ်ပေးလိုက်ပြီဒါပေမဲ့ လိုအပ်ရင် ခေါ်လို့ရအောင်တော့ခီးဝေးသွားရင်တော့အကြောင်းကြားဖို့မှလိုက်တယ်ကျွန်တော်ဝင်တာသွားဤလောလောဆယ်ရင်အပြစ်ရှိသူတယောက်ကိုကျွန်တော်တို့မသိသေးတော့လေအပြစ်မဲ့သူတယောက်ကိုမူကျွန်တော်တို့လွတ်စေနိုင်ခဲ့လေပြီဝမ်းသာကြပါပဲကိုတီဟာဓာရုဝေဒဆရာဝန်ရဲ့စစ်ချက်မှာကိုအင်းကြီးကသွေးကဥတီဝသွေးရဲ့မျိုးစားတူနေတာပဲတွေ့ရပြီးတည်ဆုံးသူကိုတိုင်ရဲ့သွေးနဲ့မျိုးစားမတူဘူးဒါကြောင့်ပိုရှင်းသွားတယ် ဒေါ်မီဆန်ရှားရှားပွေတွင်ရှိခဲ့တဲ့ချက်တွေကကျွန်တော်တို့ကိုအမှုမှန်ပေါ်ပေါက်ရေးအတွက်တကယ့်ကိုအထောက်အကူပေးခဲ့တာပဲအိမ်မဲကိုရောစုံစမ်းကြည့်သေးလားစုံစမ်းနေအိမ်မဲရဲစကန်ရဲ့ပြန်ကြားချက်မှာတော့တည်ဆုံးသူကိုတာရင်နဲ့ပတ်သက်လို့ဘာမှအတိအကျမပြောနိုင်ဘူးလူဆိုးမှတ်တမ်းတွေထဲမှာမရှိဘူးလို့ဆိုတယ်ဒါဆိုစဉ်းစားစရာပဲဒေါ်မီဆန်ရှားရောဘာများတည်င်းထူရခဲ့လဲရဲအုပ်ဒီဟာကမျောလင်းချက်ဖြစ်မေးရှားက အကျွန်မတို့ကမမေ့စီသွားတာပါအဲ့ဒီကတဆင့်ဗာကြီးတွေနေတဲ့မြိုင်သားကိုသွားတယ်အဲ့ဒီမှာတရားလာပြီးအားထုတ်နေတဲ့ကိုတွန်းဆဆိုတဲ့လူတယောက်ကို တွေ့ခဲ့ရတယ်သူကတချိန်ကစိုးခဲ့ပေးခဲ့သူလို့ဆရာတော်ကတော့မိန်ဘူးတယ်သူ့စီမှာတော့မြတ်မွေစေးပေါ်လေးတွေ့ရတယ်တေဆုံးသူကိုတာရင်ရဲ့တပ်ပုံကိုပြကြည့်တဲ့အခါမျက်နှာပြတ်သွားတယ်မူယာတွေကမတင်ကားစရာဖြစ်နေတာတွေ့ရတယ်ဒါပေမဲ့သူကကိုတာရင်ကိုမသိဘူးလို့ပြောတယ် ရဲအုပ်တီဟာဤမြတ်ဝင်များလက်ခံနေဖြစ်သွားသည်အဲဒီကမြို့နယ်ရဲစခန်းကိုလှမ်းဆက်သွယ်ပြီးအဲ့ဒီလူကိုစုံစမ်းကြည့်ခန်းလိုက်မယ်တော်မီဆန်ရှာခေါ်ယူစစ်မေးတာမျိုးမဟုတ်သေးပဲခြေနေကိုစောင့်ကြည့်ခဲခတ်တာမျိုးပဲအဲလောက်ခိုင်းထားမယ်ဗျတော်မီဆန်ရှာကလည်းကူညီပါအောင်ဗျဟုတ်ကဲ့စိတ်ချပါကျမတက်ဆွမ်းနိုင်ဒီကကူညီပါမယ်ရဲအုပ်တီဟာကိုနှုတ်ဆက်ပြီးကျွန်တော်တို့ရဲစခန်းမှာပြန်လာကြသည် ရှာဤယုံကန်းရှိရာသူ့ ရုံငန်းကိုရောက်တော့ရုံငန်းရှိမှစောင့်နေသူကိုတွေ့ရသည်အခြားသူများမဟုတ်ပါ ရှားမိတ်ဆွေများဖြစ်ကြသည်ဖိုးတက်ကရဲ့မောင်မြအောင်ရဲ့ဦးဒီဝါရဲ့ဩဘယ်တော့ကရောက်နေကြလဲရှားကပြုံးချိုစွာနှုတ်ခွန်းဆက်ရင်ရုံငန်းတကားကိုတော့ဖွင့်သည်နိုင်ဝက်လောက်တော့ရှိမမရှားဖိုးတက်ကကဖြေသည်ရုံငန်းထဲရောက်ချိန်၌ကျွန်တော်တို့ရှားတို့ကိုလာကြတော့တာပါဦးဒီဝါကပြော၏အိုးမဟုတ်တာမလောက်ပါနဲ့ ရှာကညင်းသည်သူတို့ကိုကျွန်တော်ကထိုင်ကုန်များချပေးရ၏။မမရှာလည်းရောသူတို့ကချေးစုတင်လို့ပါ။ဖိုးတက်ကကကြားဝင်၍ပြောပြန်သည်။အမမရှာလည်းဘာမှပင်မမမခဲ့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 ကြိုးစားပေးရတာမဟုတ်ဘူး။ရဲတပ်ဖွဲ့ဝင်တွေပဲလုံနေကြတာပါ။တရားခံတော်မမိသေးဘူး။ဒါမှဆရာမတို့ကြိုးစားပေးလို့ရဲတွေကကျွန်တော်ကိုတန်တရာရှင်းပြီးပြန်လွှတ်တာပါ။ရဲဦးကြီးကလည်းအဲ့ဒီလိုပြောခဲ့ပါတယ်။မမမရောက်က ဟုတ်ပါတယ်ခင်ဗျအန်ဒီကလေအဖေဖန်းခံနေရချိန်မှာကျွန်တော်တို့ကိုလည်းစောင့်ရှောက်နေကြတာအဖေကိုလည်းကျွန်တော်ပြောခဲ့ပါတယ်ခုဝင်ပြောပြန်သည်ကျွန်တော်ရင်မှာပီတိတွေပြန်ထသိမ့်သိမ့်ရှားမျက်နှာမှာလည်းကြည်ညူးချင်းတွေပြည့်ပြည့်လျင်လျင်ဒါလေးတော့လက်ခံမှာအဖို့မတန်မင်းမဲ့ကျွန်တော်တို့ကျေးဇူးဆက်တာပါဥဒီဝါကစွဲပေါ်သူအင်ဂျီလုံကြီးများနဲ့စားစရာမုံများကိုတင်လိုက်သည်ဒုက္ခရှာလို့ဥဒီဝါရဲ့ ဥဒီဝါမှာရဲစခန်းမှာလေရဲ့အတော်ကြာကြာလေးနေခဲ့ရတာပြင်ပန်းနေပြီဒါတွေကုလို့စီစဉ်နေကြကုမလို့ကျမတို့အနေနဲ့ကလည်းကုညီခွင့်ရတာကိုပဲခြေနှက်နေတာဥဒီဝါတို့အစဉ်ပြေသွားတာကိုပဲပြောလာပြီမမရှာအဲ့လိုမမရှာကုညီရတာကိုကျွန်တော်ကပြော့ပြထားလို့ဥဒီဝါက မမရှာကိုတိတ်လေးစားကြည့်ညိုးနေတာဗျဘူးသက်ကရာမင်းရှောက်ရှောက်ပြီးဟုတ်တာရောမဟုတ်တာရောအမွန်တင်နေတာနေမှာပါမင်းကြောင်ငါသိပါတယ်မန္တာပြောတာပါဗျာ သူတို့ကထိုင်ကြတော့ကြမည်ပြုတော့ကကျွန်တော်ကဥဒေဝကိုဆွဲထားပြီးဖိုးတက်ကတို့မောင်မြင့်အောင်တို့ကိုပဲကြတော့စီရသည်နောက်ကိုဘာပဲဖြစ်ဖြစ်ဆရာမကုညီလိုတာရှိရင်ပြောပါဗျာကျွန်တော်တို့ပေးနိုင်တာအားလုံးလုပ်ပေးပါမယ်ခိုင်းရှာရှိရင်လည်းခိုင်းမှာအားမနာပါနဲ့ဥဒေဝဤရင်ထဲကလာတော့ဟန်ဆောင်ခြင်းမဲ့လိုက်လဲတော်စကားဂျေဇုတင်ပါတယ်ဥဒေဝကျမတို့ကိုလည်းညီကိုမောင်နှမတွေလိုပဲသဘောထားပါကျွန်တော်တို့ကဂျေဇုတင်ရမှာပါမမရှာရာ လူသက်ကလေးဖိုးသက်ကဤဇကသူတို့တရင်နှုတ်ဆက်ပြန်သွားချိန်တွင်ရုံကန်မှာရှားနေကျွန်တော်နှစ်ဦးတည်းချိန်ရိတ်ခဲ့သည်တရကံမဟုတ်တဲ့သူတော့လွတ်အောင်လုပ်ပေးလိုက်နိုင်ပြီတရကံတော့မမိသေးဘူးရှားဘာဆက်လို့အောင်မလဲကျွန်တော်ကမိကွန်းထုတ်လိုက်ရှားကအပြုံးဖြင့်လောလောဆယ်ရှားလှုပ်ချင်တာကတော့ကိုကိုကျွေးရဲ့ထမင်းစားခြင်းနဲ့ချစ်တီထမင်းသွားစားရရှားပိုက်စားတယ်โอเคသွားစို့ကိုကိုလည်းချစ်တီထမင်းမစားရတာကြာပြီ လကဆုတ်သွားပြီလကွယ်ဖို့နှစ်ရက်လောက်ပဲလိုတော့သည်လဝင်းကကဘာလောကကြီးမြင်ကွင်းမှာပျောက်လူလူအနေထားအလင်းရောင်ကပြည့်ပြည့်ဝဝမရှိတော့ဖြော့တော့မုံပြနေသည်ဒီညမှာလမ်းကမီးပြတ်နေလမ်းတစ်ဖက်တစ်ချက်လဲတိပင်းကြီးများကထီထီမမမှုရဲရဲမျှရှိသောအလင်းရောင်နဲ့ကျဲအလင်းရောင်တို့ကလမ်းမပေါ်သို့တပြောက်စနှစ်ပြောက်စသာရောက်နေသည်အမောင်ကမဖြိုခွင်းနိုင်ရှာအမောင်ကအမတုနိုင်ရှာ အချိန်ကလည်းတကောင်ရန်နာချင်းခဲ့ပြီဖြစ်၍ရက်ွက်ကလေးကအိတ်မောကြနေသည်တဏိတာပြီးလွာယုံခံခဲ့သူတို့နောက်တစ်နေ့အတွက်အနာယူအိတ်ဆက်ခုံကြပြီလမ်းမမဖန့်စင်လာတော့မြေလန်းကလေးတိုင်းလူတယောက်ဒီရင်နေရန်လျှောက်လာနေ၏သူလျှောက်နေပုံကတိုင်းခွက်နေနေသည့်ဘက်မှအရက်ကလေးတော်တော်ထွေလာပုံရသည်တလန်းလုံးကို သူတယောက်တည်းအပိုင်စည်း၍ခွေခွေကောက်ကောက်ရှောင်နေရာက တဏိယမှာထိုင်ပြီးထုအံလိုက်သည်အံပြီးတော့ပြန်ထကခြေလမ်းရံရံတွေကိုဆက်လှမ်းသည်လမ်းဘေးအိမ်တအိမ်မှာခွေးတကောင်က သူ့ကိုတဝက်ဝက်ထိုးဟောင်းသည်ဟေးတော့မိဟာကဘာအောင်မေလို့ဟောင်းလာတယ်ငါမဟုတ်သေးဘူးပါအော်မင်းလမ်းပြဖို့မလိုဘူးခွေးကထွက်ရွေတော့မလိုက်အဟောင်းလည်းမရက်မူသမားကလည်းသူ့လန်းသူဆက်သွားသည်ရက်ွက်နေသားကစနစ်ကျနာမှုမရှိ အိမ်တွေကလည်းပုံစံမျိုးမျိုးအရွယ်အစားအတွက်တွေလှဲ့ကျင်သည့်ဘက်လက်စောက်ကျင်သည်လို့စောက်လမ်းတွေကလည်းကွေ့ကွေ့ကောက်ကောက်ထိုလမ်းကွေ့လမ်းကောက်တိုင်းကွေ့ကောက်သွားတော့အမှုသမားသည်ရက်ကွက်အစုံအိမ်တလုံးရှိမှဂိတ်ဆုံသွားသည်အိမ်ကသုံးမိအိမ်ဓဏိမိုးထရန်ကနှကန်းတွဲအိမ်ကမောင်းနေမဲမဲဖြစ်နေဘေးအိမ်တွေကခက်လှမ်းလှမ်းငါမိမတော်ကသူ့မိအိမ်သွားနေပြန်ပြီထင်တယ်တကားကြီးကလည်းဘေးတို့ အမှုသမားသည်တယောက်တည်းပြောရင်အိမ်လေကားကိုလှမ်းတက်လိုက်သည် လေကားအတက်မှာလူကရိုင်းသွားသည်ဖြင့်လဲကြမလို့ဖြစ်သွားသည်လက်တစ်ဖက်ကတကားပောင်ကိုလှမ်း၍ကန်လိုက်မိ၍သာလဲကြမသွားခြင်းဖြစ်သည်မိမေမိမမူးတန်နှင့်အော်ခေါ်လိုက်သည်အိမ်ထဲမှာဘာတမ်းမှမကြရသူသည်တကားကိုလက်နှင့်ဖိ၍တွန်းလိုက်သည်တကားကတကြွိကြွိမိကပွင့်သွားသည် ပွင့်သွားတော့တကားမှသူရိုင်ထိုးရိုင်ထိုးဖြင့်အထဲသို့တိုးဝင်လိုက်သည်ထိုခဏ၌ခြေခနဲအတန်းနှင့်အတူထောက်ခနဲမိအောင်လေးပွင့်လာပြီးအခန်းတွင်း၌လက်ခနဲလင်းသွားသည် ရှဲခနဲအတန်းနှင့်အတူဖျောင်းနိုင်တတိုင်းမီးညှိပြီးဖြစ်နေသည်အမှုသမားရုတ်တရက်ကြောင်သား၏ဘဲသူမီးထွန်လိုက်တာလဲသူမိန်မလားရည်ဝေသောမျက်လုံးများဖြင့်အလင်းရောင်ရှိရာသို့သူ အားဆိုင်ကြည်လိုက်သည်မဟုတ်သူမိမမဟုတ်လူစိမ့်တူယောက်ျားတူသူမသိသောလူတူကုတ်အင်ကြီးအမဲကြီးဝှက်ထားသည်တောဆောင်အုတ်ထုပ်တလုံးကိုခန့်ငိုင်းငိုင်းဆောင်းထား၏ဘောင်းမီရှင်မှလည်းအနက်ဖြစ်သည်တော်သူကအခန်းနံရံထရံကိုမှီ၍ရက်နေရက်နေပုံကပမာမခန့်သူဘသူလဲဘလို့အခန်းထဲရောက်နေတာလဲသခိုးလားဓမြလားမင်းမင်းဘသူလဲ အမှုသမားကမေးလိုက် လူစိမ်းကဟက်ခနဲရေးလိုက်သည်ဟက်ငါဝမမ်းမယူလားမင်းတို့မိတ်ဆွေကြီးလေကွာအတန်ကိုမှုသမားချက်မိလိုက်သည် အမောင်တချမ်းနဲ့အုတ်ထုတ်ခန့်ခန့်ငိုက်အောင်မှမျက်နာကိုသူ ပြုတ်သူပြဲတဲ့ကြည်သည်ဟင်မင်းမင်းအံ့အားတတဲ့ရေရွတ်တဲ့အလန့်တကြားနောက်သို့ဆုတ်လိုက်မှုသို့တော့နောက်ကျသွားသည်လူစိမ်းကလှောက်ရှားမှုကိုစတင်လိုက်ကိုအင်းကြီးအိတ်ထဲမှလက်ကိုထုတ်လိုက်သောအခါ ရောက်နိုင်မိရာမှာလက်ခနဲမြင်လိုက်ရသည်ကဒါနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ